တန်တရားတန်တရားဆိုတာဒကာကြီးဘယ်လိုသဘောပေါက်တယ်တန်တရားဆိုတာလူပြစ်လိုက်နတ်ပြစ်လိုက်ကျွဲပြစ်လိုက်နွားပြစ်လိုက်နဲ့ဘဝတွေဆက်ပြစ်နေတာကိုတန်တရားလေလေလို့ပြောကြတာပါပဲဗျာတန်တရားဆိုတာကတည်ပြီးမှလဲတာမဟုတ်ဘူးဗျမတည်ခင်မှာပဲစိတ်ပြီးဆက်ဖြစ်နေတာစိတ်ခྱི་သွားနေတာတန်တရားလေနေတာပဲပေါ့မြတ်စွာဘုရားကရှင်သာရိပုတ္တကုတော်ကြီးကိုတန်တရားဘယ်ကစတယ်လို့မေးတယ်ရှင်သာရိပုတ္တကုတော်ကြီးက ဖတ်တကစပါတယ်ဘုရားလို့ဖြေလိုက်မြတ်စွာဘုရားငါကတော့တန်တရာအဝိဇ္ဇာနဲ့တဏှာကစတယ်လို့ဟောခဲ့တယ်။သင်္ရှိသားကတော့ဖတ်တကစတယ်လို့ဖြေတယ်။ဖတ်တကစတယ်ဆိုတာလည်းမှန်တာပါပဲတဲ့။ဘုရားကထောက်ကန်ချက်ပြီးလိုက်တယ်။တန်တရာဘယ်ကစတာလဲလို့ဖတ်တကစတာပါဘုရား။ဖတ်တာဆိုတာကဗမာလူကတော့တွေးထိတာ။မျက်စိနဲ့အစင်းနဲ့တွေးတာနားနဲ့အသံနဲ့တွေးတာနှာခေါင်းနဲ့အနံ့နဲ့တွေးတာအဲ့ဒါဖတ်တာပေါ့။ အဲ့ဒီလိုဆိုင်ရဆိုင်ရဒွါရအာယုံတွေးမှုဆုံမှုဆိုတဲ့ဖတ်တတ်ကြောင့်မြင်စိတ်ကြားစိတ်နံစိတ်စားစိတ်ထိတိစိတ်ကြံတွေးသည့်စိတ် ဆိုတဲ့စိတ်လျှောက်ပါပေါ်လာရတယ်ဒီစိတ်တွေပေါ်လာတာနဲ့ပဲတန်မြာလေပြီလားဆိုတော့မလေသေးဘူးနော်ဒီစိတ်တွေကအာယုံနဲ့ဒွါရတက်ရင်ပေါ်မယ်ပေါ်ပြီးတာနဲ့ပြတ်သွားကြပြီမရှိတော့ဘူးမရှိတော့ပြီမဲ့စိတ်ကအငြိမ်မနေဘူးဗျမြင်ခဲ့ဘူးကြားခဲ့ဘူးနံခဲ့ဘူးစားခဲ့ဘူးတဲ့အာယုံဒီအပေါ်မှာ ပြန်အာယုံပြီးတော့တွေးတတ်တယ်။ဒါရဆရာနစ်တဲ့ဆရာအာယုံဒီအပေါ်မှာပြန်အာယုံပြီးပြီးတွေးပြလိုက်တော့ဒီအာယုံတွေကိုဆက်ပြန်တယ်လေလေခံစားရင်လည်းစိတ်တက်မဲ့တဲ့စိတ်လောဘစိတ်ဖြစ်လာတယ်။မနစ်တဲ့ဆရာမကောင်းတဲ့အနေထားယုံဒီအပေါ်မှာအာယုံပြီးတွေးလိုက်ပြန်တော့ယုံနဲ့စိတ်မုန်းနဲ့စိတ်ခံပြင်းတဲ့စိတ်ဒေါသစိတ်တွေဖြစ်လာပြန်နေ။ပူလောက်အောင်တွေးတော့ပူတဲ့စိတ်တွေဖြစ်တယ်။ဆွေးလောက်အောင်တွေးတော့ဆွေးတဲ့စိတ်တွေဖြစ်တယ်။ အဲ့ဒီစိတ်ကြီးအစကမရှိဘူးနော်စိတ်ကအင်းငိမ့်နေရကနေလောဘဒေါသစတဲ့ကိလေသာတွေဘာကြောင့်ဖြစ်ရတာလဲတွေးပြီလို့ဖြစ်လာတာမြင်ခဲ့ဘူးကြားခဲ့ဘူးနားခဲ့ဘူးစားခဲ့ဘူးထိတွေ့ခဲ့ဘူးတဲ့အာယုန်တွေပေါ်မှာပြန်အာယုန်ပြီးတွေးပြီတဲ့စိတ်ကြောင့်ဖြစ်တာမတွေးရင်ဒီကိလေသာဖြစ်လာမှာမဟုတ်ဘူးစိတ်နဲ့အာယုန်ထိတွေ့မှုဖတ်တဲ့ကြောင့်ကိလေသာစိတ်တွေဖြစ်လာပြီးတန်တရားလဲရတာမှုတန်တရားစဖတ်တာကလည်း 大马尾肯定啊，今年的老人哪一家不红梳？嗯嗯嗯